ားလုံးပဲမင်္ဂလာပါကျမအကူများဝေမှာကတော့38ဖြာမင်္ဂလာတဲ့ကမာတာပီ2ဥပဋ္ဌာန်နဲ့ပတ်သက်ပြီးတော့များဝေမှာဖြစ်ပါတယ်ရှင်မိဘတို့ကိုပြုစုလှုပ်ကြွေးခြင်းလူရဲလို့ဖြစ်လာပြီဆိုရင်နဲ့ကျေးဇူးတရားဆိုတာမေးလို့မရပါဘူးကိုလုံးရမယ့်အလုံးကိုတောင် မေးလို့မရတာလေကိုအပ်ပေါ်ကျေးဇူးရှိတဲ့ပုံကိုယ်တွေကိုလည်းမေးလို့မရပါဘူး တက်နိုင်တဲ့ဘက်ကနေပြီးတော့တက်နိုင်သလောက်ပြန်ပြီးတော့ပြုစုရမယ်ဂျေစုဆက်ရမယ်ဘဝရရဲဆိုတာကလည်းပထမဆုံးဘသူနဲ့မှလည်းမတွေ့သေးဘူးဘသူရဲ့ဘဝတဲကိုမှလည်းမရောက်သေးဘူးဘသူနဲ့မှလည်းစကားတွေမပြောသေးဘူးဒါပေမဲ့လည်းပထမဆုံးတွေ့ဆုံခွင့်ရခဲ့တယ်ဘေကလာမှန်းမသိတယ်ဘေကလာမှန်းမသိပဲနဲ့ပထမဆုံးလက်ခံခဲ့တာကဘသူတွေတဲ့ မိဘတွေပါပဲလေမိဘတွေကိုစီးပွားရေးတွေជីပွားရေးတွေလုံနေပြီ ဆိုရင်စီးပွားရေးជីပွားရေးတွေလုံတဲ့အရွယ်ကိုရောက်နေပြီဆိုလို့ရှိရင်စီးပွားရေးထဲမှာပဲစိတ်ကိုနှိမ့်မထားပါနဲ့တောင်းဝင်နေတဲ့ခြေဖို့လိုပါလေ အလုတ်တွေလုံးရင်လည်းလေအလုတ်အပေါ်မှာကျမတို့တွေဟာတာဝန်နဲ့ခြေစားရပါတယ်ဒါတွေကပညာတက်ပြီးအလုတ်လုတ်တဲ့အချိန်မှာတွေ့တာပါလေပညာမတက်ခင်အလုတ်မလုတ်ခင်ကအရင်တွေ့တာကဘာလို့လဲမိဘပါမိဘတွေကိုဂျေစုတိတက်စွာနဲ့ဂျေစုဆက်တက်ဖို့လေလိုပါလေမာတာပီတုဆိုတာမိဘ ဥပဌာနာဆိုတာကပြုစုလုံးကျွေးခြင်းဗမာပါလာလဲတင်္ကာရောဝါရတော့မှာဟောထားတာမိဘဆိုတာအရှိအယက်တဲ့နေကားဘဲကအထက်တာလဲအရှိအယက်ကထွက်တာပါလဲအလေးရောင်ကရှေးကထွက်တာပါအရှိအယက်ကတိတ်ကိုတတ်မိုးရှိတဲ့ဘဝဆိုတာကရှေးကစားခဲ့တယ်တဲ့မိဘကိုလုံးကျွေးတာက အပြင်းမဟုတ်ပါဘူးတဲ့ မလုံချွေးတာကမှအပြစ်ပါတဲ့။တာသမီတွေကမိဘကိုလုံချွေးတဲ့အခါမှာလောကဓမ္မအဲ့ဒီနှစ်ပြန်နေလူစုလုံချွေးရပါမယ်။တာသမီရဲ့ကျင့်ဝတ်ကတဲ့ဘာလဲလဲဆိုမိဘတို့ကိုလုံချွေးမယ်အမှုကိစ္စတို့ကိုဆောင်ရွက်ခြင်းပေါ့နော်။စသည်ဖြင့်ကျွေးမွေးမပြတ် မိဘတွေကမိဘတွေကိုချွေးပါမွေးမြူပါပေါ့နော်လောက်ကန်ချွေးမွေးပါကိုကိုလည်းမိဘတွေကငယ်စဉ်ကချွေးခဲ့တဲ့အတွက်ကိုကလည်းကြီးလာတဲ့အခါမှာပြန်ချွေးပါ ကိုကိုကောက်ကောက်မုံမုံဘာလုပ်ခဲ့တာလဲမွေးမြူခဲ့တဲ့အတွက်ကိုကလည်းပြန်ပြီးတော့မွေးမြူပါတဲ့ ကိုကိုတဲ့အချွေးတုံးကတော့ကိုကစားချင်မှန်းမသိမစားချင်မှန်းမသိကောင်းတော့ရရတဲ့ကိုမေတ္တာအပြည့်နဲ့ချွေးခဲ့တာပါလေမွေးမြူခဲ့တာပါစိုက်တယ်မစိုက်ဘူးလို့မပြောတတ်သေးတဲ့သားသမီးတွေကိုစိုက်အောင်ကိုမွေးမြူခဲ့တာပါမိဘတွေကအသက်ရလာလို့လေပြုစုရမယ့်အချိန်မှာစကားတွေလည်းပြောတတ်ပြီးသူတို့ကဒါကိုစိုက်တယ်မစိုက်ဘူးလို့လည်းပြောတတ်ပြီးဒီတော့မစိုက်ဘူးဆိုရင်မချွေးနဲ့မလုံးနဲ့ပေါ့စိုက်တယ်ဆိုရင်တော့ချွေးလို့ပေါ့ ခက်ခဲတဲ့ကိုယ့်ရဲ့ဘဝကိုတောင်းနဲ့ကျွေးမွေးပြီးပြုစုခဲ့တာမို့လို့မိဘတွေစကားရဲ့လေပြောတတ်ပြီးဆိုတော့မိဘတွေကိုပါလေလွယ်ကူတဲ့မိဘတွေကို ပြန်လဲပြီးတော့ကျွေးမွေးပြုစုရမှာပါမိဘတွေက OB အလုံးလုံးဖို့လဲအစင်မပြေတော့ဘူးသွားရလာရတာလဲအစင်မပြေတော့ဘူးတဲ့ဒါကအသက်ကြီးလာပြီးဆိုရင်အဘိဓမ္မာသဘောအရရုပ်တွေရဲ့ဆွမ်းဆာမှုတွေကဒီလိုပဲကြဆင်းတတ်ပါတယ် အရင်တော့ဘလောက်ပဲတန်ဆွမ်းနေပြောပြောအရွယ်တစ်ခုရောက်တဲ့အခါမှာခန္ဓာကိုယ်ရဲ့တန်ဆွမ်းမှုတွေကလည်းမရှိတော့ပါဘူးတချို့မိဘတွေကရဲ့သားသမီးကို အာနာလို့ပဲဖြစ်ဖြစ်ရပါလေမေလိုဖေလိုပါတာစားနိုင်ပါလေဆိုရင်တော့သားသမီးတွေကမိဘတွေကိုကြွေးကြရမလို့ဘူးလို့မတွေးရဘူးသူတို့ရဲ့လိုအပ်ချက်တွေကိုလေကိုဘက်ကနဲ့ကိုဘက်ကတက်နိုင်တဲ့ဘက်ကနဲ့ဖြည့်စီပေးဖို့လိုပါတယ်။မိဘနဲ့အဆင်ပြေအောင်ဆောင်ရွက်ပေးဖို့လိုပါတယ်။တချို့မိဘတွေကြတော့တာသမီတွေပြုစုတာကိုလက်မခံတတ်ကြဘူး။ငါတို့ဟာငါတို့နိုင်တယ်မင်းတို့ဘာသာမင်းတို့အဆင်ပြေအောင်နေကြပေးစရာမလိုဘူး။ငါတို့ကိုလှုပ်ရှားစရာမလိုဘူ းလို့ပြောတတ်ကြတယ်ဒါကမိဘတို့ကိုမိဘတို့ရဲ့အမှုကိစ္စလေးကိုဆောင်ရွက်ခြင်းနောက်တစ်ခုကကြတော့မွေခံထိုက်စေဘလိုမျိုးအမွေကိုခံထိုက်ရမှာလဲမိဘတွေကလည်းစိတ်ကောင်းရှိပြီးတော့လူရောင်ဝင်အောင် နေခဲ့တယ် သူတို့သားသမီးနဲ့အလှည့်ကြမှာခင်မဲခင်မဲသူမိမဲသူမရှိဘူးဆိုလားမဖြစ်စေရဘူးသူတို့ကရွရွမှာဘလူလေးတံမိုးထားခဲ့လေသူတို့ကရွရွကိုဘလူလေးတံမိုးထားခဲ့လေဆိုတာကို ကြည့်ပြီးတော့ရွရွရဲ့အကျိုးကိုဆောင်ရွက်ခဲ့တယ်လို့ကိုရီသားသမီးဖြစ်တဲ့အခါကျရင်ငါတို့ကငါတို့မိဘတွေနေခဲ့လေရွရွကိုဘလူအကျိုးရှိအောင်ဆောင်ရွက်ရမယ်ဒါကအမွေခံထိုက်စေလို့ပြောတာအရှိအမွေကတော့တဲ့ यूसिया चांगो मशीन तो रोका अत्ता टेले चीने भी रह အသက်တည်ကြီးနေဖြစ်တဲ့အတွက်ကြောင့်လူတော်တော်များများကမွေးခံထိုက်စီဆိုရင်မိဘစီကနေအိမ်နေမြေတွေဥစ္စာတွေဆိုယူယူစရာလို့ထင်နေဒါကမိဘတွေကအသက်ဆုံးတဲ့အထီတောင်ပါလောက်ခွင့်ရှိတာလေပိုင်ဆိုင်ခွင့်ရှိတဲ့ယူအားမှာကအတိအမွေယူရမှာသူတို့ရရနဲ့ပတ်သက်ပြီးဘလို့မျိုးမှမျက်နှာပြက်ခဲလာလည်းမရှိဘူးရရအကျိုးကိုသိပိုးခဲ့တာငါတို့အလဲကျရင်အဲ့လိုလုံးမယ်ဆိုပြီးတော့ကောင်းတဲ့အမွေကိုပဲယူပါ အရှိအမွေကိုစူးစမ်းပြီး ောတဲ့တိတက်တဲ့သူတွေကိုမိဘတွေကပေးခြင်းနဲ့မတိတက်ဖဲနဲ့ပေါ့နော်ပြီးနေတဲ့သားသမီးတွေကို မပေးခြင်းဘူးတဲ့ပေးခြင်းအောင်လေသားသမီးတွေကဘလို့နေရမလဲနေရမယ်မိဘတွေပေးထားတဲ့ခန္ဓာကိုယ်ကိုရရှိထားတဲ့သူကလည်းရှာဖွေထားတာနဲ့မိဘတွေကိုကျွေးတာတတ်တတ်ပဲမဟုတ်ပါဘူးပေါ့နော်မိကိုအနဲ့ကိုအမေနဲ့အရွယ်သူအဖေနဲ့အရွယ်သူတွေတွေ့တဲ့အခါမှာလည်းပေးပါကျွေးပါ ေးပြီးချွေးပြီးရနေဒီတိုင်းမနေပါနဲ့တဲ့မိဘတွေကိုပြန်ပြောပါဟောအမေတို့ဖေတို့နဲ့တတူရွယ်တူတွေတမီးတို့ကဘလို့လေးချွေးခဲ့တာတားလို့တမီးတို့ကဘလို့မျိုးလေးပေးခဲ့တာဘလို့မျိုးလေးကူညီခဲ့တာဆိုပြီးတော့မိဘတွေကိုပြောပြပါတယ်အဖေတို့မိလို့မွေးပေးခဲ့တဲ့တမီးကအခုအလုပ်တွေလည်းလုံနိုင်ပြီ အများထွက်လဲအချိုးလေးလဲပြူနိုင်ပြီလာခရင်နဲ့ပဲရလာလေလာခရင်နဲ့ပဲမိဘတွေကိုပဲကျွေးတာမဟုတ်ဘူးနော်အမေတို့အဖေတို့လို့လူကြီးသူမတွေကိုလည်းပြန်လဲပြီးတော့ကျွေးမွေးနိုင်နေပြီကုညီနိုင်နေပြီအတ္တီတွက်ဝမ်းသာပါကြည်နူးပါကျင့်နေပါတမ်တားရတမီးတွေကဘလောက်ပဲလှူခြင်းနဲ့ဘလောက်ပဲကျွေးခြင်းနဲ့လို့ပဲပြောပြောအမေတို့အဖေတို့သားမမွေးခဲ့ဘူးဆိုရင်ဒါမှမဟုတ်မွေးပြီးတော့အဆုံးပြစ်ခဲ့လေဆိုရင်ဒါမျိုးတွေကလုံးနိုင်မှာမဟုတ်ဘူး ဒီလိုမျိုးလုံးရံခဲ့တာတွေကအမေတို့ဖေတို့ကြောင့်လုံးနိုင်တာဆိုပြီးတော့ဗာလဲမိဘတွေကိုနှစ်သိမ့်မှုပေးပါ ကျမတို့တွေဟာလေနေဝင်ချင်းနေထွက်ချင်းရှိရင်နေဝင်ချင်းဆိုတာရှိတယ်။မွေးဖွားချင်းရှိရင်သေဆုံးချင်းဆိုတာရှိတယ်။ဒါဆောင်နဲ့အသက်အရွယ်တစ်ခုရတဲ့အခါမှာဘဝတစ်ပါးကိုမိဘတွေကပြောင်းရွှေ့သွားပြီဆိုရင်အသက်ရှင်လုံးကတော့ကောင်းကောင်းထားခဲ့လေဆိုရင်သေတဲ့အခါကျရင်လည်းဘာလို့ရမှာလဲ။ကုသိုလ်ရေလောက်ပြီးတော့အများလေဝေရမယ်။ဒါကလည်းကျေးဇူးဆက်နည်းတစ်မျိုးနဲ့ကျေးဇူးဆက်တာပါပဲ။ နောက်ဟိုပေါ့နော်ဂျန်နဲ့ဟာကိုတော့နောက်ဗီဒီယိုမှာမျှဝေမှာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်